ဆဖပြည့်တဲ့များအားလုံးပဲမင်္ဂလာပါရှင်။ ASS Audio Pro Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ခါဖပြပေးစတဲ့ဝတ္ထုတိုလေးကတော့ဆီယမနုနုရဲ့အင်းဝရေးသားထားတဲ့နှုတ်ဆက်စမ်းခြင်းရဲ့မှာလိုက်မယ်ဆိုတဲ့ခေါင်းစဉ်နဲ့ဝတ္ထုတိုလေးကိုဖပြပေးချင်ပါတယ်ရှင်။နှုတ်ဆက်စမ်းခြင်းရဲ့မှာလိုက်မယ်။ထွန်ဆက်နူဆန်တဲ့တုံးတုံးကနားထဲမှာတာယာချုံမင်းလာသည်။ ထွန်ဆန်နောက်တွဲတစ်ခုလုံးပွက်လောရိုက်ဆူညံနေကြသည်မှာပြိုစရာကောင်းလာသည်ချိုးတွေကတကောလုံးရွှဲနှစ်ကလူတွေကြားထဲမှာကြက်ညက်မောတိတ်နေတော့လဲကြုံရင်တွေခုံနေသည်ခဏခဏလဲရေချင်နေမိသည်ထွန်ဆက်ကားကြီးကိုစီးကျင်နေသည်မှာကြာလာပြီခုတော့ဒီဟာကြီးကိုစီး၍မျိုးထီတောင်သွားရမည်ဖြစ်သည်ထွန်ဆက်ဘေးနားတွင်စုပြုံရက်ကြည့်နေကြသောကျောင်းညီနှင့်ညီမတွေကိုမော်မော်ကြွားကြကြည့်ပြလိုက်သည် မလိုက်ရသဖြင့်သူတို့မျက်နှာလေးတွေကငိုမဲမဲဖြစ်နေကြသည်အဖေလက်ထဲကကျုံကြီးအငယ်ဆုံးကတော့ကျိုးစီကိုလက်လန်းရင်းနဲ့အုံငိုနေပြီကျုံပြီးနားတွင်ထိုင်နေသော အမီးမျက်နှာကမကောင်းခြင်းအေးကိုရင်သွားကြတော့လေကလေးကငိုလာပြီမလိုက်ချင်စားမနဲ့ဟဲ့ဆေးရုံသွားတက်ရမှာအပျော်သွားတာမဟုတ်ဘူးဟဲ့အမေတန်ကညောင်နာနာနဲ့ငိုတန်ပါတယ်လို့လူဖြစ်နေသည်အငယ်ကောင်လေးကိုကြည့်၍အမေငိုခြင်းနေသလားမသိဘူး ကျုပ်ကတော့ကျုပ်စီလန်းလန်းနေသည့်အငယ်လေးကိုကြည့်ပြီးတော့လက်ညှိုးကိုကိုွေးဆန်ကကယောကယောတောင်လှုပ်ပစ်ချင်သေးသည်။သူ့ကိုချီရလွန်၍စောင်းနေတဲ့ကျုပ်ခါလေးတစ်ခါတလေများနာပြရစေုံတော့။လွန်ဆက်နောက်တွဲကတင့်ကနေလှုပ်လာသည်။အဖေနှစ်ကလေးတွေကယုံရင်ဆန်ခန့်နဲ့ရွာပြန်ဖို့လှဲကြုံပေါ်တက်လေသည်။အလကားနေရင်ရဲချင်နေသောကျုပ်ကသူတို့ကိုကြည့်၍ရဲပြစ်လိုက်သည်။အမေကသူ့အသက်ကိုအစွမ်းကုန်ထုတ်၍အဖေစီကိုလှမ်းဩသည်။ ကျုပ်ဆိတ်ချသွားမယ်နော်ကိုရင်ကလေးတွေပြစ်မထားနဲ့တော်ရီထွန်ဆက်ကြီးကတဝုံးဝုံးမြည်ရဲနဲ့မြန်လာသည် ဟောပြေးတယ်ဗျို့ပြေးတယ်ဗျို့ကျုပ်တအားអော်လိုက်သည်အမေကကျုပ်နှရက်ကိုဆွဲရင်ဟဲ့ကောင်လေးညင်ငိမ့်နေစမ်းဒါပျော်ပွဲရှင်ပွဲသွားနေတာမဟုတ်ဘူးအလည်းကကမင်းကျော်ဆွဲမနေနဲ့နင်ဟာလေဘာကူမှတိတတ်မှုမရှိဘူးအမေဘာလို့လို့ဘာပြောပြောကျုပ်ကတော့ဂယုမဆိုင်ပါ ထော်ဆက်ကာကြီးတငိမ့်ငိမ့်အရသာကိုခန်းစားရင်တခါမှမရောက်ဘူးတော့စေးယုံဆိုတာဘလို့ဟာကြည့်ပါလေအဖေစီရင်ကသွားလို့တဲ့ဦးကြီးမောင်တို့အိမ်ကြီးလောက်တော့ရှိမယ်ထင်ပါရဲ့နားလိုက်တာအမေရကျုပ်အစောကြီးကလေးကလာနေရရင်တိတ်ကောင်းပါပဲနော်အမေကလင်ပေါ်ရှိခုံမော်ရင်ချက်ချက်နာနာထိုင်ကအမေစလုံးထဲမှာစေးယုံကပြီးတော့စံမြုပ်ဖြူဖြူကိုတစုံပြီးတစုံတောင်းရင်ချုပ်ကျင်နဲ့မိသည် အမေကကျောက်လက်ထဲမှဆုံးကိုတလှည့်ယူတောင်းရင်ဟဲ့ဆုံးများလှုပ်ပါအောင်ဟဲ့ငါနဲ့သူကတမျိုးဒီမှာဖြင့်စိတ်ညစ်ရတယ်ထဲဘာဖြစ်လို့လဲအမေအမေကိုစိတ်ကူမပွေးဘူးတဲ့လားယမဟုတ်ပါဘူးဟဲ့ငါယောဂါကိုခွဲစိတ်မာတဲ့အားမွေးပြီးမှ ခွဲရမှာတဲ့ခွဲပြီးရင်လည်းအနာကျက်မှပြန်ရမှာတဲ့ဒါဆိုအကြကြီးနေရအောင်မှာစိတ်ကိုညစ်ရော ်ယောဂမခံနိုင်တဲ့အဆုံးမို့တာလာရတာမလာခြင်းပါဘူးအဟုတ် တခါတည်းအသက်ပါသွားရင်လည်းကောင်းသားညည်ရစာရီနဲ့စိတ်ဆိုးနေသောအမေကိုကြုံနားမလဲစွာငေးကြည့်နေမိရင်ရင်ထဲကတိတ်တိတ်လေးအပြစ်တင်နေမိသည်တတော်ခတ်တဲ့အမေရွာမှာအကောင်းဆုံးဆိုတဲ့ဦးကြီးမောင်တို့အိမ်ထက်အများကြီးကြီးတဲ့အများကြီးကောင်းတဲ့အုတ်တိုက်ကြီးမှလည်းနေရသေးတယ်။တန်ချောင်းတွေနဲ့လှုပ်ထားတဲ့ဂရင်ပေါ်မှာဖုံထူထူနဲ့ ိတ်ရတာဘလောက်ကောင်းလဲကျုပ်တို့လည်းတဲကုန်လေးကမြေကြီးပေါ်မှာဖျားခင်းပြီးတော့အိတ်ရတာနဲ့ဘယ်ဟာကတာမလဲထမင်းလေးအလကားကျွေးသေးတယ်မနဲ့ဆိုစံပြုတ်လေးလာဝေပေးသေးတယ်နောက်ပြီးတော့ထွန်ဆက်ကားကြီးထက်အများကြီးလှတဲ့ဆရာဝန်ကြီးရဲ့ကားဖြူဖြူလေးမောင်းလာတာကိုမနဲ့တိုင်းပြေးထွက်ကြည့်ရတာကကျုပ်အဖို့ပျော်စရာကောင်းလာသည်ကားပေါ်မှာဆင်းလာတော့ဆရာဝန်ကြီးနောက်မှာ အိုးထုံလေးစောင်းထားတော့ဆရာမလေးတွေတန်းစီပြီးတော့လိုက်သွားတာကိုကြည့်ရသည်မှလည်းဦးကြီးမောင်တို့အလှလှဲ့တာထက်တောင်ကြည့်လို့ကောင်းသေးသည်ဆရာဝန်ကြီးကိုလက်ဟန်ချေအန်တွေနဲ့စကားပြောတတ်တဲ့ဆရာမဝဝကြီးကိုကျုပ်ရုတ်တရက်မြင်ရောက်လာရင်ရဲကျင်လာကဟီးကနဲ့အတန်ဖြစ်သွားသည်အမေလည်းကကျုပ်ပေါင်ပေါ်ကိုအမြန်ရောက်လာပြီးတော့တအားလိန်ဆွဲပြစ်လိုက်သည်ဟင်တေးချင်းဆိုလေမိအေကတော့လောက်စိတ်ညင်နေတာကိုအတင်းကတရေတဲ့ရဲနေတယ် ကရင်ပေါ်မှာလှည့်မြန်းစွာဆင်းကကျုပ်ပောင်ကိုပုတ်တရင်နဲ့အမေကိုမကျင်နှက်စွာကြည့်မိသည်။ဇလောက်တောင်ဖြစ်တဲ့အမေဆေးရုံမှာ အကြဆုအကြကြီးနေရပါစေဗျာ။ဟဲ့ကလေးဒီနားလာစမ်းမင်းနာမည်ကဘသူ?ဖတ်တယ်။ဖတ်တယ်ဟုတ်လား။မင်းအမေကိုစောင့်ဖို့မင်းတယောက်သေးလား။အင်းဟုတ်တယ်ကျုပ်တယောက်သေး။အိုးမင်းရွယ်လေးနဲ့ကျုပ်ကျုပ်နဲ့မပြောရဘူးလေကလေးရဲ့မင်းသက်ကဘလောက်ရှိပြီလဲ။ ။မနစ်တုန်းကတော့အမေက10နဲ့ရှိပြီတဲ့ဗျ။10နဲ့ဒါဆိုကလေးပဲရှိသေးတာ။နောက်ဆိုကြုံကြုံနဲ့မတုံးနဲ့နော်ကလေး။တားလို့ပြောနော်ကြားလား။တားကားတဲ့စိတ်ထဲမှာတူတူလေးယွကြည့်မိတယ်။တမျိုးကြီးပဲ။ကြုံမပြောတတ်ပါ။ကြုံမပြောချင်ပါ။ပြုံးကြည့်နေသောဆရာမဝဝါဤခေါင်းပေါ်ကအိုးထုပ်အဖြူလေးကိုသာယူကြည့်ကျင်နေမိ၏ဆရာမကြီးကဇပွဲအားကိုလက်နိုင်ပြီးတော့အထုပ်တထုပ်ကိုကျုပ်ကိုလှမ်းပေးသည် ယော့ဒီမောက်ကိုမင်းလဲစားမင်းမိကိုလဲကြွေးမင်းမိခွဲစိတ်ထားလို့တိတ်အားနေနေတယ်မင်းကြီးမစားပြင်းနဲ့နော်ကြာလားမောင်ဖတ်တယ်အဲဘသူ ဖတ်တယ်လားဖတ်တယ်လားမင်းနာမည်ကဆရာမကြီးကအညဉ့်ညူရင်နဲ့ရေမောနေသည်ဟေးမင်းကိုဘာလို့ဖတ်တယ်လို့နာမည်ပေးရလဲကွာထမိန်နီနီနဲ့ဝတ်ထားတဲ့ဆရာမငငယ်လေးကပြုံးနေရင်းနဲ့ကျုပ်ကိုလှမ်းမိသည်ကျုပ်က ပြန်ပြုံးပြလိုက်ပြီး ကျို့အထက်ကမွေးတာတွေကသေးကုန်လို့ကြုတ်ကြမှာအဖတ်တင်လို့လေ။ဩဒါကြောင့်ဖတ်တင်။ဟမ်ဒါဖြင့်မင်းတယောက်တည်းမွေးထားတာပေါ့။မဟုတ်ဘူးကျို့အောက်မှာ6ယောက်။ဝေါကနေအားလုံးဝိုင်းရင်လိုက်ကြသည်။ဘာမှန်းမသိကြုံရှက်သွားမိသည်။ဒါဟာရေစရာလား။အမေကတော့စိတ်ပြက်လို့မစုံ။အမေကအနာရဲ့အချိန်ကြောင့်ညင်းညူလို့မစုံ။သူတို့ဟာသူတို့ငုံငိုရေရေအေးမကြီးပါ။ အရေးကြီးသည်ကဒီအခန်းထဲကအမြန်ဆုံးထွက်ပြီးတော့မုတ်ထုပ်ကိုဖြေးစားဖို့ပင်ဖြစ်သည်ဖတ်တယ်ဖတ်တယ်ဆရာမဝဝကြီးခေါ်တဲ့ဆူဆူလေးကနောက်ဖွေးအထိပြန်လည်လာသည်ရေစေးလက်စချိုင်းစင်များကိုကျုပ်အမြန်ဆုံးဆင့်ပြီးတော့တအားပြေးလာမိသည်ပြေးရင်ကချိုင်းစင်များပြောင်းမပြောင်းကြည့်ရသည်သည်ကျုပ်တို့နှင့်ကလေးရဲ့အခန်းကအဖွာကြီးကအင်မတန်ကြီးများသည်စေခိုင်းပြီးတော့ကြိုင်းမပြောင်းလည်ရင်ပေးနေကြချိုးချင်းလေးနှလုံးကိုတော့မပေးတဲ့ ူ့မှာမုတ်တွေချိုခြင်းနဲ့အများကြီးရှိပေမဲ့ဘလောက်ခိုင်းခိုင်းချိုခြင်းနှလုံးပဲပြီးသည်တခန်းကျော်ကမိမာကြီးကမှသူ့လောက်မုံမပေါ်ပေမဲ့တခါခိုင်းနေမုတ်ချက်၅ခုပေးသေးသည်ဒီနေ့ဖို့တော့မပေးခြင်းနေပြီစေတော့ဒီနေ့ဆရာမကြီးကိုခွဲစိတ်တဲ့နေဖြစ်သည်ဆရာမကြီးကပြောသည် လူနာကတထေးတဲ့ခွဲစိတ်ပြီးရင်ဆရာဆရာမတွေကိုအမောပြေခေါက်ဆွဲကြကြည့်မယ်တဲ့ပကံစေးပြီးရင်ကျုပ်အတွက်ဝေစုကိုစားရအောင်တော်မီ ခွဲစိတ်တည်နေတဲ့လူနာရှင်တွေအားလုံးဆရာဆရာမတွေကိုအမောပြေတစ်ခုခုကြွေးမွေးကြစမြဲပင်မဲ့မှတ်မှတ်ရရခွဲစိတ်ပြီးဘာမှမကြွေးသေးမှာကျုပ်အမေတယောက်ထဲပင်ဖြစ်သည်ဟဲ့မြန်မြန်လားခေါ်လိုက်ရတာလေဟဲ့နင့်နေဆရာမကြီးဤစပွဲပေါ်တွင်စားပြီးသားပကံတက်များနဲ့အတူခေါက်ဆွဲကြော်တဲ့ပကံအမောက်ကြီးကိုမြင်ရသည်ဘွားသားတော်အစားနေသောဆရာမကြီးကသူ့မကုံနိုင်တာတွေကိုပေါင်းထည့်ထားရဲ့ပါပါလိမ့်မည်။ကျုပ်သိပ်ပျော်မိသွားသည် ဈေးရုံမှာပြီးတော့ထမင်းကို အမေနဲ့၂00ခွဲစားရံမလို့တော့မနက်စာအတွက်ပြီးသွားပြီစားပြီးလျင်တော့မွေးလူနာဆောင်ကတယောက်ထဲကလေးလာမွေးတော့ကောင်းမလေးတယောက်ကတောက်ရိတ်ခက်ခိုင်းထားတာသွားခတ်ပြရုံမီတချက်ကြီးများတော့ပေးမိဟုပြောထားသည်ယောက်ျားလူနာဆောင်ကချောင်းမြေစိုးနေတတ်သောလူကြီးကလည်းသူတရွေးကံကိုသွန်ပေးရင်မုတ်ဖို့ပြီးမယ်တဲ့။ဆရာမလေးတွေအတွက်လည်းအချင်းဝယ်ပေးရအောင်မီ။အလုပ်တွေကအများသား ဈေးရုံတစ်ခုလုံးဖတ်တယ်မပါရင်မပြီးတော့ပါလားဟုကျဉ်နှက်စွာတွေးလိုက်မိသည်။သူတို့အလုပ်တွေလုပ်ပေးနေရတာနဲ့ဈေးရုံအနောက်ဘက်ရှိခြံကျဲကြီးထဲမှာအကျုပ်အလွန်သဘောကျတဲ့မြင်းကြီးတွေစီတောင်မရောက်ထားကြပြီ။မြင်းကြီးတွေရှိသောခြံကြီးထဲသို့ဈေးရုံညာဆောင်ကိုမြမောင်တစ်ခါတခါခေါ်သွားပြီးကလေးကကျုပ်ခဏတိုင်းတွားကြည့်မိသည်။မြင်းပိုင်ရှင်ကြီးကလည်းသဘောကောင်းသည်။သူ့ကိုမြင်းကြီးကူကြုံ ပေးလျင်သူကကျုပ်ကိုမုတ်တောင်ကျွေးလိုက်သည်။ စဉ်းစားရင်းကပင်မင်းကြီးတွေကိုပြေးကြည့်ကျင်လိုက်သည်။အော်ခုနှစ်ကကဗျာကရပြေးလာလေလို့မတောင်းခဲ့ရတဲ့ချိုချင်လုံးနှလုံးအဖွားကြီးစီကတောင်းရအောင်မီ။ဒီနေ့အဖို့ချိုချင်နေမုတ်တွေအများကြီးပါလား။ဒီလိုနေမျိုးဆိုရင်ကျုပ်ခါတခွင်ပေါ်မှာနေ၍ကျုပ်အင်ကြီးကိုအလကားနေရင်ဝါနေတတ်တဲ့အငဲကောင်လေးကိုကျုပ်သတိရမိသည်။ဟဲ့ဖတ်တယ်။ကြည်စန်းခုမှပေါ်လာတော့တယ်။မနေ့ကလေးကသွားလိုက်တာ ခုမိတွေတောင်ပွင့်နေပြီ။ဟိုမှာထမင်းစား စားပြီးရင်ဒိုးပစ္စည်းတွေတောင်းနေထဲစမ်းနေ့လယ်ကဆရာဝန်ကြီးကပြောသွားပြီမနက်ဖြန်ဆေးရုံဆင်းလာပြီတဲ့ဟာအမေစကားကြောင့်တနေ့လုံးပျော်သမျှလေးတွေကဘဲရောက်သွားမှမသိတော့ဒုက္ခပါပဲအချိန်ကြီးတွေကလည်းမြန်လိုက်တာကျုပ်အတွက်ဒီလောက်ပျော်စရာကောင်းတဲ့နေရာလေးမှာကျုပ်အကြာကြီးနေလိုက်ချင်ပါတယ်အမေကတော့တောင်းတဲ့သူဟိုထဲဒီထဲလုံနေပြီ အမေအားမရှိရင်ဆေးရုံကမဆင်းရဘူးတဲ့ဆရာမကြီးကပြောတယ်။အမေအားရှိလို့လား။ကျုပ်တို့နေကြအောင်ဆိုတော့အမေနော်။ကျုပ်လေ။တော်စံဟဲ့နင်းကတမမနေချင်ပါဘူးဆိုမှမဖြစ်လို့သာနေရတာ။ငါစိတ်ကရွာမကြီးရောက်နေတာ။အင်းရောက်ရောက်တော်တော်ရောက်ချင်တယ်။ဟိုကြရင်နေဘူးကြီးရဲ့မှာမြေပဲနှုတ်ရမှာ။တဲဆက်ပြပုံတွေကိုလည်းရှောက်ကြုံရအောင်မှာ။ဦးကြီးမောင်တို့အိမ်ကအဝေကြီးတွေလည်းလျှော်ပေးရအောင်မှာ။ သူတို့နွားစာတွေကို ချက်တော့ညအောင်ဆင်းပေးရမှာထမင်းလည်းချက်ပေးရအောင်မှာဒါတွေကိုမတွေးမိဘူးလားတတော်မိုက်တယ်အမေအမေကိုကြုတ်သိစေဆိုမိသည်ထမင်းလည်းမစားချင်တော့အခန်းပြင်သို့ပြန်ထွက်ပြေးခဲ့မိသည်အမေအော်တန်ကို မကြားချင်အောင်ဆောင်းရင်းနဲ့ဆေးရုံနောက်ဝေးထိတအားပြေးခဲ့သည်ကန္နာရပင်ကြီးအောက်တွင်ခြေပြက်လက်ပြက်ထိုင်ချလိုက်သည်ဟိုးလာမင်းကြီးကလည်းထိမ့်နေသာနေသည် မီးပွင့်လက်လက်လေးများနဲ့ဈေးရုံအဖြူသေးသေးလေးမှအလွန်လှပနေသည်ဒီလောက်လာတဲ့နေရာကိုများအမေကဘာလို့မနေချင်တာလဲတခြားလူတွေကရောဈေးရုံကိုဘာလို့မုန်းကြတာလဲဟိုတညကလူကြီးတယောက်တေသွားတော့ကြံတဲ့လူတွေကမျက်နှာတွေကိုပြက်နေတာပဲအမေဆိုငိုတော်ငိုသေးတယ်ကျုပ်အတက်တော့ပူတော်ပြောစရာကောင်းသေးတယ်တေးတဲ့လူရဲ့မိမကြီးကအဲ့ဒီလူကြီးစားလက်စားကိမုတ်အရှိအပိုင်းကြီးကိုကျုပ်ကိုပေးလို့ပေါ့ ကျုပ်အမေရောတခြားလူတွေရောတော်တော်ကိုခတ်တယ်။အိတ်ထောင်ထဲမှာအပွားကြီးပေးသည့်ချိုးချင်းအစိမ်းလေးကိုထုတ်ကြည့်ရင်လည်းကျုပ်ငိုချင်လာသည်။စားလို့တိတ်ကောင်းသည့်ချိုးချင်းလေးတွေရွာပြန်ရောက်ရင်တော့ဒီလိုချိုးချင်းလေးကိုစားရဖို့ဝေးကြည့်လို့တော့ရမှာမဟုတ်တော့။နေပူပူမှာအငယ်ကောင်ကိုခါတခွင်ချီရင်လည်းဦးကြီးမောင်တို့နှွားတွေကြောင်းရမည်။မိုးစာလည်းရင်ပေါ်ပြီးသားကစုံဥကင်းတွေမှာလက်ကြံကစုံဥတိတိလေးတွေကိုပဲရှာဖွေဒူးဖော်ကစားရလိမ့်မည် အရင်ကတော့ကစုံအသေးလေးတွေကိုအစိမ့်လိုက်တချို့ချို့စားရခြင်းသည် အကောင်းစားလို့ထင်ခဲ့မိသည်အေးမြတော့အုတ်ခင်းပေါ်မှာလည်းအေးရတော်မီမဟုတ်တော့ကျုပ်သိကြိုက်တဲ့ချိုချင်းရဲ့ကိမုတ်ရဲ့မစားရတော့မှာကိုတော့ကျုပ်အငိုချင်းဆုံးဖြစ်သည်ဝမ်းမတနေနဲ့ဈေးုံလေးကိုငေးကြည့်နေက ရုတ်တရက်ဈေးုံနောက်ပေါက်မှခတ်တုတ်တုတ်ပြေးထွက်လာတော့ကိုမြမောင်ကြီးကိုမြင်ရသည် အမလီငါ့လိုရဲ့ရှာလိုက်ရတာလေလာတက်ရှင်သွားကြည့်အောင် ဒက်ရှင်နဲ့ကျုပ်ပူဝမ်းနေလာသည်ဒက်ရှင်ကိုကျုပ်သိကြသည်ဒါပေမဲ့ကြီးကျင်စိတ်မရှိတော့ပါတော်ပါပြီဗျာကျုပ်မလိုက်ချင်းငိုတံပါနေတော့ကျုပ်အတန်ကြောင့်ခူမြမောင်ကြီးကမျက်လုံးကြီးပြူးကြည့်သည်ဟာဘာဖြစ်တာလဲဟာဒက်ရှင်ဆိုငေါက်ခနဲ့ထလိုက်တဲ့ကောင်ကများမိမိကစူထားလို့လားမဟုတ်ပါဘူးဗျာကျုပ်တို့မနက်ဖြန်ဆေးရုံကဆင်းရတော့မားတဲ့ အဲ့ဒါအဲ့ဒါကျုပ်ကမစင်းချင်ဘူးရွာမပြန်ချင်ဘူးဗျတိလားအဲ့ဒါကျုပ်ပြောရင်လည်းငိုချလိုက်ပြီမြတ်စွာဘုရားဟာကောင်းလေးရရွာပြန်ရတာကောင်းတာဗောဟလာပြန်ပြီတရမကောင်းဘူးဗျရွာမှာဆိုမုတ်တွေချိုးရှင်နေလဲမစားရတော့ဘူးဓာတ်ရှင်လည်းမကြည့်ရတော့ဘူးဗျကိုမြမကျုပ်ဆေးရုံမှာနေခဲ့မယ်လေရလာရင်ဟာ ဈေးရုံဆိုတာဈေးရုံတက်မှနေလို့ရတာပေါ့ဟ။မျက်ရည်များကိုတုံရင်ကိုမြောင်ကိုကျုပ်ကဆရာထက်တန်စာကြည့်နေလိုက်ပြီ။ဒါဖြင့်ကျုပ်ဈေးရုံတက်မယ်နော်ကိုမြောင်။တောက်ကျူးနဲ့သောသားရနေမကောင်းဖြစ်မှဈေးရုံတက်ရတာဟ။တက်ချင်တိုင်းတက်လို့ရမလား။ကဲပါကွာမယူးချင်စမ်းပါနဲ့သွားစုလား။စိတ်ပြက်လာစားဖြင့်ကျုပ်ကောင်းကိုတအားခါရန်ပြလာရင် ကိုမြမောင်နာမဆေးရုံဘေးသို့တအားပြေးထွက်ခဲ့သည်ဆေးရုံဘေးပေါင်းမှဆေးရုံအပြင်ဘက်သို့ထွက်လိုက်သည်မြည်ညမ်းလေးသည်လာရောင်အောက်တွင်မနေတော့ပဲဖြူနေသည်တစိမ့်စိမ့်ကျလာတော့မျက်ရည်တို့ကိုလက်ဖြင့်ပုတ်တက်ရင်းနဲ့ကျုပ်ဆက်ပြေးနေမိသည်ကျေလောင်သောမြင်းဟီတံကိုကြားလိုက်ရတော့မှရုတ်တရက်တရိယာကတုန်ကနေရလိုက်သည်မြင်းကြံကြီးစီတောင်ရောက်လာပြီခြံထဲကို ချိုးဝင်လိုက်ကမြင်းတွေထားထားတဲ့နေရာကို တန်းသွားလိုက်သည် မြင်းတွေပိုင်းတဲ့ဦးကြီးကတော့နောက်ခွေးမှာမီးလေးလက်လက်နဲ့ဘာလုပ်နေမှမသိ။လှလိုက်တဲ့မြင်းကြီးတွေရဲ့ပြန်ကန်လေးရောက်မှပဲနင်တို့ကိုကြည့်ရတော့တယ်နော်။မြင်းကြီးတွေထံမှနာမုတ်တန်တဖူဖူသည်နားထောင်၍ကောင်းလာသည်။အောင်မြင်လာသောမြင်းဟီးတန်ကိုတခါကြားရပြန်သည်။နှစ်ဖူးမှအဖြူကြားကြားကြီးနဲ့နောက်မှရောက်လာတဲ့အကောင်ကြီးနဲ့တူသည်။နေရွယ်ကြီးကလည်းတထောင်ထောင်နဲ့ကျုပ်သိပ်သဘောကျမိသွားသည်။ အနာကိုတိုးကပ်ကြည့်ရင်လည်းမြင်းကြီးပေါင်ပေါ်မှာ ပြောင်လဲနေသောအမွေးတွေကိုစက်ခနဲ့လက်နဲ့ပွက်တက်ကြည့်သည် အမလီမျက်လုံးထဲမှာဝင်းကနေဖြစ်ကကျုပ်တကုံလုံးလေးထဲမြောက်သွားသည်ဘာဖြစ်တာလဲကျုပ်ကိုမြင်းကြီးကကန်လိုက်ပြီလူတန်တွေ ကြားလိုက်ရတယ်လို့ပဲရမက်စီကတအားနာနေသည် ကျုပ်ကိုလုံးကိုလာပွေရင်နဲ့ပြောတော့မြင်းတွေပိုင်းနဲ့ဦးကြီးအတန်ကို မကြတဲ့ချက်ကြတဲ့ချက် မားလိုက်တယ်ကလေးကွာဒီကောင်ကြီးကရိုင်းသေးတယ်ကွာကဲတယောက်ကဆောင်းတထဲသွားယူစမ်းဆေးရုံသွားမယ်ဟိမြင်းနေပိုင်းနဲ့ဦးကြီးရဲ့အနောက်ဆုံးစကားကြောင့်ကျုပ်ဖြတ်ခနဲရင်ခုန်သွားသည်ညလုံးကိုကြိုးစားဖွင့်ရင်းနဲ့သူတို့ကြောင်ကျုပ်တအားအားအော်နေသည်ဦးကြီးကျုပ်ကိုဆေးရုံတင်နော်ကျုပ်ကိုဆေးရုံတင်ပြအောင်တင်နော်လီလန်နေတော့မျက်ခုံကိုအတင်းဖွင့်နေမိသည်ကျုပ်ဘာဖြစ်နေတာလဲ အမေအိတ်သောဖုံထူထူ၏အရာတာမျိုးအထီးတွေ့မျိုးကိုကျုပ်ကျော်အောင်မှခန်းစားနေရသည်ကျုပ်ပေါ်မှာအိတ်နေရတာလဲရင်မက်ကလည်းနားလိုက်တာညလုံးကိုကြိုးစားဖွင့်ကြည့်မိသည်ဈေးရုံ၏အမိုးမှမြင်နေကြမိလုံးဝါလေးတွေကိုတွေ့ရသည်ပြီးတော့အတန်းချောင်းကရင်၏ခြေရင်းပိုင်းကိုမြင်ရပြန်သည်အိုးကြည်စံဒီကရင်ပေါ်မှာကျုပ်အိတ်နေရတာပါလားအိုးအိတ်တာမဟုတ်ပါဘူးလေကျုပ်ဈေးရုံတက်နေရတာပါ ရင်ဘက်ကနားနေဒီကိုပင်ပျောက်သွားခဲ့သည်။ကျုပ်သိပ်ပျော်လာသည်။ကျုပ်ဆေးရုံမှနေခဲ့ရတော့မည်။နေရမည်မှာဆေးရုံလူနာအဖြစ်ကိုနေရမည်။ဘလောက်ဝမ်းသာဖို့ကောင်းလိုက်ပါတလဲ။အမေကတော့ဝမ်းသာမည်မဟုတ်ပါ။ကိုမြမောင်ကြီးကရောဗမာလဲ။ကျုပ်ဆေးရုံတက်ရပြီဆိုရဲအကြောင်းကြွားပြစ်ချင်လိုက်ခြင်းနဲ့။နောက်ပြီးနောက်နေ့မနေ့ကျစံပြုတ်လိုက်ဝေရင်ကျုပ်ကိုနည်းနည်းပို့ထည့်ပေးဖို့ပြောချင်သေးတယ်။ ခေါင်းကိုဘေးသို့စောင်းထားပြီးတော့ကြည်လိုက်ရင်နဲ့ရင်ထဲကစစ်ကနေနာပြန်သည်ကိုမြမောင်ကိုလည်းမတွေ့ကရင်နာတွင်အမေနဲ့ဆရာမဝဝကြီးထင်မရဲ့မှုံဝဝမြင်ရသည်မိအောင်ကလည်းမှိန်လိုက်တာဆရာမကြီးကိုစကားပြောနေရင်မကနာအောင်မလားမသိမျက်လုံးတွေကသာအသာပဲမှိတ်ထားလိုက်သည်ဖတ်တယ်လူလေးကန်ဆိုးလာကြည်လားဟဲ့ အမလီအရက်ကတို့ရေဆေးရုံတက်တဲ့သူကတယောက်သေရမယ့်သူကတယောက်ပါလားတော်ရဲ့အမေရဲ့အော်တန်ကအနာထဲမှာဆူးရှာသွားသည်။အော်တော်တော်လေးခက်တဲ့အမေပဲ။ဘာရီရှောက်အောင်နေရလဲ။ဘာဖြစ်လို့ကျုပ်ကသေရမှာလဲ။အမေမမှတ်မိဘူးလား။ရွာမှာတော့ကဦးကြီးမောင်နွားကြိုထောက်ပြီးတော့ကျုပ်ကိုကန်ပစ်လိုက်တာလေ။ဗမာသေးလို့တော့အဲ့လိုပဲခဏလေးနေပျောက်သွားမှာပါ။ ရင်မကတော့နည်းနည်းနာတာပေါ့။ဒါပေမဲ့အမေမနက်ဖြန်ဆိုရင်ကျုပ်တိတ်ကြိုက်တဲ့ကိတ်မုတ်တွေချိုချင်နေစားရတော့မှ။ကျုပ်ကဒူနာဆိုတော့ကျုပ်ကိုခိုင်းခိုင်းနေတဲ့တခြားခန်းကသူတွေကမုတ်တွေချိုချင်နေလာပေးကြမှာပေါ့။ဆရာမကြီးကဆိုရင်တော့အထုပ်လိုက်ကြီးတွေတောင်ပေးမယ်ထင်တယ်နော်။ဟင်ဆရာမကြီးကကျုပ်ကိုခေါ်နေသလားအတန်ကားလေးတိုးလိုက်တာမရပါဘူးမရဘူးတခါတော့ကဒီလိုကလေးတယောက်ဓာတ်မှန်သွားရိုက် နံရိုးတွေကျူးအသေးကိုဖောက်ဆရာဝန်ကြီးကခွင့်ခလေးရဲ့ဆရာမကြီးကဘာတွေပြောနေတာလဲကြုံနာတယ်နီးသွားလိုက်ဝေးသွားလိုက်နဲ့ဆရာမကြီးကကျုပ်ကိုတနာလို့ငိုနေတာပေါ့နော်ကျုပ်သိပ်ပျော်သွားမိသည်ဒီလိုသာဆိုရင်တော့မနှဖန်တွင်ကျုပ်တိတ်ချိုက်တဲ့ချိုးချင်းတွေမုတ်တွေကိုအထုတ်လိုက်ကြီးတွေယူလာမှသိကြပါသည်မနှဖန်မနဲ့ကျုပ်အိတ်ရကအနိုးတွင်တော့မုတ်တွေချိုးချင်းတွေတောင်ပုံရပုံမြင်ရလိမ့်မည်ထင်တယ် ရင်ထဲမှာတိတ်ပြောတာသည်ရင်မှန်သေးကလည်းတအားအောင်ကနာလာပြန်သည် အမေအတန်လိုလိုဆရာမကြီးအတန်လိုလို တူတူလေးကြားရကနေပြီးတော့အတန်ကဝေးဝေးသွားပြန်သည်အော်အခုမှသတိရသည်အမေကရွာတိတ်ပြန်ခြင်းနေတာမနှက်ပန်ဆိုပြန်ခြင်းပြန်သွားမှာအမေကိုပြောစရာရှိသည်ညလုံးကိုကြိုးစားဖွင့်သည်အိုးဖွင့်လို့လည်းမရဘူးမောင်ကလည်းမောင်လိုက်တာ မင်းငိမ့်သွားပြီလားဘဇက်ကိုလှုပ်တော့ရင်မကတအားနာသည်ဒါပေမဲ့နာလာကိုအောင့်ပြီးတော့အမေကြားအောင်တားအော်ပြောလာသည် အမေကျုပ်အိတ်ထဲမှာ ချိုချင်နှလုံးအငယ်လေးကိုပေးလိုက် ကျုပ်ကမနှက်ဖန်ကြရင် ချိုချင်နေအများကြီးနားစင်ပြီးခဲ့ကြတဲ့အစာဖတ်ပြည့်တဲ့များအားလုံးကျေးဇူးတင်ပါတယ်ရှင်